မင်္ဂလာပါရှင်မတော်ချက်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်နိုဝင်ဘာလ18ရက်နေ့အတွင်းစဲဝင်စားပွဲကောင်းတဲ့တရင်အကြောင်းအရာတွေကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ဒီစီဇန်လေးမစားတင်ခင်မှာတော့မတော်ချက်နယ်ကို subscribe နဲ့ like and share လုပ်ပေးပါအောင်ရှင်ပြည်သက်ကြီးရဲ့ထိုင်းမြန်မာနယ်စပ်ဒေသဖြစ်တဲ့တနင်္သာရီတိုင်းမောတောင်မြို့မှာတမရော်စစ်ကြောင်းတွေနဲ့ကရင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ KNU ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ကြားမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျက်ရှိနေတယ်လို့သိရပါဗျ။ KNU ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာထိုင်းနဲ့မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်ရှိနေရဲ့မောတောင်မြို့ကိုပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်မှာအင်အားသုံးအလေးအငိုက်တိုက်ခိုက်ခဲ့ပြီးနောက်ယာယီထိန်ချုပ်ခဲ့ရာတမ်မတော်စစ်ကြောင်းတွေကလေကြောင်းတိုက်ခိုက်မှုတွေလုံးဆောင်တဲ့ရှိနေတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။မောတောင်မြို့ဟာတနင်္သာရီဗုတ်ပြင်းပြည်တော်စုလမ်းမှာ 48မိုင်အကွာမှာတည်ရှိပြီး KNU ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကနိုဝင်ဘာ14ရက်နေ့ကယာယီထိန်းချုပ်ခွင့်ရခဲ့တယ်လို့သိရပါတယ်။ခေတ်သစ်မီဒီယာအပါအဝင်နိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့မီဒီယာတွေကိုရိုင်းကလည်း KNU ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကမောတောင်မြို့ကိုတင်ပိုင်းနိုင်မှုနဲ့အတူစစ်တုံးဘန်းတွေကိုဖမ်းဆီးရမိတယ်လို့ဆက်လက်နဲ့ပြည်စည်းအများပြားကိုလည်းတင်ဆက်ရမိခဲ့တယ်လို့ဖော်ပြကြပါတယ်။ မောတောင်မြို့တိုက်ပွဲမှာကရင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ KNU နဲ့ပူးပေါင်းပါဝင်ခဲ့တဲ့ BPNL အဖွဲ့ကလည်းအဲ့ဒီတိုက်ပွဲမှာစစ်တုံးပန်း40ကျော်ဖမ်းဆီးရမိပြီးတော့120မမလက်နက်ကြီး2လက်ကြီး188တောင့် point fight စက်တနက်တလိန်60မမ3လက် RPG 2လက်ငကြင်းမီတလိန်လက်နက်ငယ်36လက်နဲ့တခြားလက်နက်ခေရန်များစွာတိမ်ပိုက်ရရှိခဲ့တယ်လို့ဖော်ပြထားပါတယ် မောတောင်မြို့တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့စစ်သည်တချို့ကလည်းထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခြင်းတွေရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်လျက်ရှိနေပါတယ်။ KNU, KNLA ဦးဆောင်မှုနဲ့အတူမောတောင်မြို့သိန်းတိုက်ပွဲကို KNLA တပ်မဟာ၄မှတရင်၂၀၀၊တရင်၁၁ KNDO တရင်၇၊တရင်၁၂ BPLA FFD တို့ကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ခေတ်သစ်အပါအဝင်နိုင်ငံတော်အစိုးရကိုစန့်ကျင်နေရဲ့ မီဒီယာတွေကရေးသားဖော်ပြထားပါတယ်။မော်တာမျိုးဟာနိုင်ငံတော်အစိုးရရဲ့ကုံသွယ်စီစဉ်မှုမှာအရေးပါတဲ့မျိုးဖြစ်ပြီးတော့တနင်္သာရီတိုင်းကတဆင့်ထိုင်းနယ်ကုံသွယ်နေရဲ့မျိုးတစ်မျိုးဖြစ်တဲ့အတွက်တမရော်ကိုအားပေးဝန်ရံသူတွေကြားမှလည်းမော်တာမျိုးကိုလက်လွတ်ခဲ့ရခြင်းအပေါ်မကြီးတင်ကဲဖြစ်လျက်ရှိနေပါတယ်။မော်တာမျိုးတိုက်ပွဲအတွင်းစစ်တီတချို့ဟာလက်နဲ့ခဲရန်ပြေးဆောင်မှုရှိနေပါရဲ့နဲ့ရန်သူနဲ့သူတွေကိုတည်းရှင်မတိုက်ဖဲ က်နဲ့ချအငန့်ခံလိုက်တယ်ဆိုရက်သတင်းတွေလည်းထွက်ပေါ်လျက်ရှိနေပါတယ်။မြို့မင်းဦးအမည်ရှိရဲ့ Facebook အကောင့်တစ်ခုက မနေ့တည်းကမောတောင်စကန်ကိစ္စလာမိကြတယ်။ဒီကာလကြီးမှာစစ်သားတိုင်းတာဝန်ကိုစီတည်ရမယ့်အချိန်ဆိုတာသဘောပေါက်ဖို့လိုအပ်တာပေါ့။စစ်ကူပြစ်ကူပေးဖို့ခက်ခဲတဲ့နယ်စပ်လိုစကန်မြို့လေးမှာပိုးပြီးကယူဆိုက်ရမယ်ဆိုတာခေါင်းဆောင်ကနေအောက်ခြေတီးသိထားရမှာပေါ့။စစ်ဆိုတာနေရာတိုင်းတော့အားတာချက်မရနိုင်ဘူးဆိုတာ ကိုဘက်ကအတိုင်းဝိုင်းတွေတိတ်ထားရမယ်။ရန်သူကမိမိစကန်းနေရာရောက်ဖို့အားနည်းချက်ရှာနေမှာပဲ။မောတောင်စကန်းကြခြင်းမကြခြင်းကပြဿနာမဟုတ်ဘူး။စစ်ဆိုတာအတက်အစင်းနဲ့တွားရတော့သိမ့်ခံရလေခဏပဲ။ပူပူနွေနွေဗမောက်မြုပ်ကိုပဲကြည့်။ခရရင်သိမ့်လိုက်တယ်။ရပ်ပိုင်းနဲ့တက်ကပြန်သိမ့်တယ်။ပြဿနာကလက်နဲ့ခဲရန်ပြေဆုံးနေပေမဲ့ရလင်းတကူကြသွားတဲ့ကိစ္စ။တူအိုင်စီနဲ့အဖွဲကဖောက်ထွက်တယ်။တချို့ကလည်းနဲ့ချအငန်းခံလိုက်တယ်။ မိမိလောက်ဖို့ကင်ဘက်စစ်သားတွေရန်သူလက်ထဲမှာအဖမ်းခံရပြီးညနေငယ်လေးတွေနဲ့မြင်ရတာရှင်နေမကောင်ဘူးရန်သူရဲ့လွမြောက်နေမြေပို့ပေးမယ်ဘယ်လိုနေရမှာဘယ်လိုနေထိုင်ရမှာဆိုရက်စကလုံးအောက်မှာကြဆုံးတာတော့မဖြစ်သင့်ဘူးလေဒီထက်ဆိုတာက ရန်သူရသွားတဲ့လက်နဲ့ခေရန်တွေပဲအကောင်တိုင်းကြံနေခဲ့တဲ့ခေရန်ကပြဿနာအရန်ကြီးရဲ့ဒါရီဟာမိမိတက်တွေကိုအန္တရာယ်ပေးနိုင်တယ်အများကြီးလည်းမရေးချင်ဘူးရန်သူလည်းအဖမ်းခံရစစ်သားတိတ်ခါလဲကြ ဘာဖြစ်ဖြစ်စစ်သားဘဝတစ်ခါပဲအသေးခံစစ်သားဘဝနှစ်ခါအသေးမခံကြနဲ့ကွာလို့ရေးသားဖော်ပြထားပါတယ်။ KNU နဲ့ပူပေါင်းအဖွဲ့တွေထုတ်ပြန်ခဲ့တဲ့ဓာတ်ပုံမှတ်တမ်းတွေထဲမှာတမရော့အပေါ်သစ္စာဖောက်ခဲ့တဲ့ဘုံမူဟောင်းတင်လင်းအောင်လဲမောတောင်တိုက်ပွဲအတွင်ရှိနေခဲ့ပြီးရုပ်တံနဲ့ဓာတ်ပုံမှတ်တမ်းတွေကို၎င်းရဲ့ Facebook လူမှုကွန်ရက်မှာထုတ်ပြန်ထားပါတယ်။တထွန်းအောင်အမြင့်ရဲ့ Facebook အကောင့်တစ်ခုကလည်း ငေါတောင်နဲ့ပတ်သက်လို့ဆွေတော်မျိုးတော်တွေဖရန့်တွေတမျိုးပြီးတမျိုးစီပြီးကနေပို့ပေးကြတယ်။အတိပေးတဲ့သူရှိသလိုမေးတဲ့သူတွေလည်းရှိရဲ့။မသိလို့မေးရလည်းဖြစ်ရင်ဖြစ်မယ်။သိတာကိုအတိပြုကျင်လို့မေးရလည်းဖြစ်မယ်။ကျွန်တော်ကတော့ဒါမျိုးတွေကိုမသိချင်တာအမှန်ပါ။ဘာလို့လဲဆိုတော့ကျွန်တော်ရှက်တက်လို့ပါပဲ။အရှက်အကြောက်ကြီးရဲ့အထင်ပါတယ်။စိုင်းရရင်ရန်သူထံလက်နဲ့ချလက်မြောက်အရှုံးပေးရမှနဲ့စရင်ကိုကိုကိုတက်သေးတာကမှစစ်သားဆိုတဲ့တိတ်ခါလေးရှိအောင်မယ်။ အမေကျောင်းတော်ကြီးကလည်းလက်နဲ့ချလက်မြောက်တဲ့သင်ငန်းစာတင်မပေးခဲ့ဘူး။ရန်သူအင်အားများလို့ပါလာမပြောနဲ့။ဝမိုးဘဝမှာအင်အား84ရောင်နဲ့ရန်သူ100ကျော်ရဲ့ပိတ်ဆို့တိုက်ခိုက်မှုရပ်ပေါင်း64ရက်ခံချဖို့ရယ်။ရန်သူကိုကိုလာတိုက်တာဆိုပေမဲ့သူ့မှာလည်းဟာခွဲတစ်ခုခုတော့ပါလာမှာပဲ။ရန်သူဟာဟာခွဲအားနည်းချက်တစ်ခုကိုရှာလိ။နောက်ဆုံးစစ်တီ10ခန်းနဲ့စစ်တုံးပန်းနဲ့လက်နဲ့အမြောက်အများဖြစ်တင်လာ။ အဲ့ဒီစကန်းကခေါင်းဆောင်ညံ့ဖြစ်မှုကပြောတာမပြောချင်ဘူး။အရက်စကားနေပြောရရင်အသက်နဲ့လူမလုပ်ပဲအရက်နဲ့လူလုပ်ဖို့ကိုစစ်တီတွေကိုသိမပေဘူးလား။တယောက်မကြံတဲ့အထိအသေးခံချမယ်ဆိုရက်စိတ်မမွေးသမျှစစ်သားလို့မခေါ်ထိုက်ဖို့ကျွန်တော်ရက်ပေါင်း64ရက်ခံချတော့ကလေးအကူမလားခြေလင်းအကူမလားပောက်ကွဲလို့စစ်ခေါင်းဆောင်တွေကိုခမည်းတော်အမျိုးမပါဘူးလားတင်လိုက်လို့မန်းကနေအဝေးပန်းတော့ခင်ရဖို့ရေး ျွန်တော်အတိုက်ခံရတဲ့စကံကိုစပြီးလက်လွဲယူရဲကနေလားငါလားဖြစ်လာရင် အကိုရောက်ဖို့ခက်ခဲမယ်ဆိုတာတွက်ဆပြီးရေချင်းနဲ့နဲ့တူဘဘိုးဝစစ်တွေနဲ့ရေရီလာထမဲကြောက်တွေစု အသားမီလန်းကြောက်တွေလောက်အခက်ခဲဆုံးအချိန်တွေကိုတွက်ဆပြီးကြိုတင်စီမံထားတယ်။ကိုစစ်တီတွေကိုလည်းနောက်ဆုံးလူတယောက်ကြည်တတော့မကြံတဲ့အထိအသေးကန်ချဖို့အချိန်တိုင်းခေါင်းထဲကိုရှိုက်သွင်းနေစစ်သားစစ်သားစိတ်မမွေးသမျှ တက်မတော်အရှေရတိတ်ခါကြနေအောင်ပါပဲနိုင်ငံတော်တစ္ဆာဆိုပြီးတနေ့သွေးအံတည်မဲ့တစ္ဆဖောက်တွေမရှိဘောလေဂယုဆိုင်ကြလေပပေါနေပပေါစားကြတော့ရန်သူအကြိုက်ပေါ့ကိုတော်ဝင်ယူရတဲ့စခန်းရန်သူအနေထားအစိုးရဆုံးဖြစ်လာနိုင်တဲ့အခြေအနေစတာရီနဲ့အဖက်ဖက်အသေးစိတ်မတုံးသက်မဆုံးဖြတ်နိုင်တဲ့စစ်ကောင်းဆောင်တွေကိုတော်ဝင်ပေးနေသမျှအဲ့ဒီစကံတွေအခုမောတောင်လိုကြုံနေအောင်ပါပဲလို့သုံးသက်ရှိတာထားပါတယ် လက်ရှိအချိန်မှာတမရစစ်ကြောင်းတွေဟာယာယီလက်လွတ်လိုက်ရတဲ့မောတောင်မြို့ကိုပြန်လည်သိမ်းပိုက်နိုင်အောင်ကြိုးပမ်းလျက်ရှိပြီးတိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေတယ်လို့သိရပါတယ်ရှင်။